ငလင်းကျောင်းခိတရရဆိုင်ခဲ့တဲ့ online appointment နဲ့နိုင်ငံကူးလက်မှတ်ရှောက်ထားမှုကိုမေတရက်မှာပြန်လည်ဖွင့်လှစ်လိုက်ပြီးဖြစ်တယ်လို့သိရပါဗျ။မေတရက်မှာပြန်လည်ဖွင့်လှစ်ခဲ့တာဖြစ်ပြီးရန်ကုန်မြစ်ကြီးနားနဲ့လာရှိုးမှာမြန်မာနိုင်ငံကိုလက်မှတ်ထုတ်ပေးရင်းရုံးတွေမှာနိုင်ငံကိုလက်မှတ်ဆောင်ရွက်ဖို့ online appointment date ရရှိထားသူတွေကိုစောလင့်စွာဆောင်ရွက်နိုင်ရတဲ့အတွက် appointment date တွေပြင်ဆင်ထားရှိတဲ့အတွက်ရရှိထားတဲ့ appointment date တွေကိုပြန်လည်စီစစ်ပြီးအရင်းရက်တွေမှာသက်ဆိုင်ရာရုံးတွေမှာဆောင်ရွက်နိုင်ကြောင်း မြေကြီးနားရုံးမှာလျှောက်ထားဖို့ appointment date ရရှိသူတွေဟာမြေကြီးနားမန္တလေးနဲ့ရန်ကုန်ရုံးတွေမှာလကောက်လာရှုံရုံးမှာလျှောက်ထားဖို့ appointment date ရရှိသူတွေဟာရန်ကုန်မန္တလေးနဲ့တောင်ကြီးရုံးတွေမှာလကောက်လျှောက်ထားနိုင်တယ်လို့မြန်မာနိုင်ငံကုလမတ်ထုတ်ပေးရုံးကအတိပေးထားပါတယ်ဒီမနက်ပဲပြန်ဝင်လို့ရပြီအရင်ရက်တွေတော့ကဘလို့မှဝင်လို့မရဘူးအခုရန်ကုန်ဆိုရင်စွန်စင်ရက်အထိ online ရက်ချင်းပြည်နေတယ်လို့နိုင်ငံကူးလက်မှတ်အတွက် online booking ရယူခဲ့သူတဦးကပြောပါရတယ် မြန်မာနိုင်ငံကိုလက်မှတ်အမျိုးအစား9ခုရှိပြီးအဲ့ဒါတွေကတော့အလဲသွားရောက်ဖို့အတွက်အလဲအပတ် PV တင်မောပေါ်မှာအလုပ်လုပ်ကင်ဖို့အတွက်တင်မောသား PS ကုမ္ပဏီလုပ်ငန်းများနဲ့ပတ်သက်ပြီးလေ့လာခြင်းအစည်းအဝေးများတက်ရောက်ခြင်းအတွက်စီးပွားရေး PP သင်တန်းများအကြောင်းများတက်ရောက်ဖို့အတွက်ပညာရေး PE ကုန်းပေါ်၌အလုပ်လုပ်ရန်ဖြစ်ပြီးသက်ဆိုင်ရာနိုင်ငံများ၏အလုပ်သမားအခွင့်အရေးများရရှိရန်အတွက်အလုပ် PJ ပြည်ပနိုင်ငံများနှင့်သာသနာပြုလုပ်ငန်းများဆောင်ရွက်ရန်အတွက်ဘာသာရေး PR ပြပရင်အလုံးလောက်ကင်နေသူများအားမြေကိုနေထိုင်ရန်လိုက်ပါမိမိသားစုဝင်များအတွက်မြေကိုပီတီတို့ဖြစ်တယ်လို့မြန်မာနိုင်ငံကလက်မှတ်ထုတ်ပြန်ရုံကသိရပါဗျ။